အလုံးမင်္ဂလာပါဒီနေ့မှာ great trail question number 7 ap မှာမီးရဲ့ dial of နဲ့ hmb ခုံအကြောင်းရယ်ကျွန်တော်အတိတ်ထရှိမဲ့စာအကြောင်းရယ်ကိုပြောပြသွားမှာဖြစ်ပါတယ်အလုံးသိကြတဲ့အတိုင်း dial of hmb ဆိုတာက functional language နေ့စဉ်အသုံးပြုနေတဲ့အင်္ဂလိပ်စကားပြောတွေကိုဘလောက်သိထားလဲဆိုတာကိုစစ်မီးရဲ့မိခုံပဲဖြစ်ပါတယ် dial of ကငါမဲ့ hmb ကငါမဲ့ဖို့မိပါတယ်လွယ်လွယ်လပ်လပ်အမှတ်ရနိုင်တဲ့အတွက်အခြေခံအားနည်းတဲ့ကျောင်းသားကျောင်းသူတွေအတွက်မဖြစ်မနေအမှတ်ရရမဲ့အပိုင်းလည်းဖြစ်ပါတယ် အပေါ်အကြောင်းတွေကိုတော့အကုန်လုံးသိကြပြီမဲ့တချို့မသိကြကြတော့ dialogue မေခွန်းတွေကို textbook listening and speaking session ကပြရကိုပါပဲဟုတ်ပါတယ် dialogue မေခွန်းတွေကို grade 10 grade 11နဲ့ grade 12မှာပါတဲ့ audio script တွေအနေနဲ့ထုတ်ပြီးမေးရဖြစ်ပါတယ်ဆွေချက်အနေနဲ့မေခွန်းအောင်တစုံတလီမှာတော့အပြင်ရမေးပါတယ်ဒါကြောင့်ဒီ audio script တွေကိုနားလည်ရုံနဲ့တင် dialogue ငါဘက်ကလွယ်လွယ်ရသွားမှာဖြစ်ပါတယ် တန်လို့မိခွန်အဲ့လိုလွယ်တယ်ဆိုပြီးမအိတ်ချိန်မိခွန်ကတော့ခတ်ပါတယ်ကျွန်တော်ကိုယ်တိုင်2024 2025မှာမိခဲ့တဲ့မိခွန်အောင်တွေကိုဖြည့်ကြည့်ရဲအကုန်လုံးမမှန်ပါဘူးတစ်ပုဒ်ဆက်နှစ်ပုဒ်ဆက်အမားလေးတွေပါပါတယ်ကျွန်တော်တယောက်တည်းမမှန်တာလားဆိုရင်မဟုတ်ပါဘူးဆရာတချို့ထုတ်ထားတဲ့မိခွန်အောင်စာအုပ်တွေမှာတော့အိတ်ချိန်မိခွန်မှာအမားတချို့ပါပါတယ်ဒါကြောင့်ကြွကျင့်မိသားဆရာတွေကြောင့်အမားပါတဲ့အထိအိတ်ချိန်မိခွန်ကခတ်ပါတယ် ဒီတော့ HMA ခုနဲ့ပတ်သက်ပြီးအကြံပေးရမယ်ဆိုရင်တော့ fashionable language တွေကိုညံ့ညှလေ့လာပါ great 12ရောက်မှမဟုတ်ပဲအတန်းငယ်ငယ်လေးကတည်းကလေ့လာထားပါပြီးတော့အလွယ်နည်းလိုက်မယ်ဆိုရင်တော့ grammar ပိုင်းဆိုင်ရာတွေ punctuation mark တွေကြည့်ပြီးတော့လည်းအမှတ်တရယူနိုင်ပါသေးတယ်ဒါဆိုရင်ကျွန်တော်ဆောက်အကြောင်းကိုနည်းနည်းပိတ်ဆက်ပေးပါမယ်ဆောက်နံပါတ်ကတော့ dialogue and exchange ပါပဲ great 12အတွက်အဓိကရည်ရွယ်ပြည့်စုံထားတဲ့ဆိုပေမဲ့ great 10 11လောက်ကစတင်ပြီးတုံးမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုရင်တော့ တက်ထားရမယ့် professional language တွေပါလို့ပါ grade 10 grade 11 grade 12 listening speaking ပါမှာပါတဲ့စကားစုတွေအပြင်အသုံးများတဲ့စကားစုတွေကိုပါအမျိုးအစားအလိုက်စုစည်းရှင်းပြထားပါတယ်ပြီးရင် grade 10 grade 11 grade 12မှာပါတဲ့ audio script တွေကိုထည့်ပေးထားပါတယ်လေ့ကျင့်မှုမိခွန်းတွေမှာတော့ dialogue မိခွန်းကို textbook တွေကထုတ်ထားတဲ့စင်မိခွန်းရဲ့အပြင်က MC မိခွန်းရဲ့ဆိုပြီးနှစ်ပိုင်းခွဲပြီးထည့်ပေးထားပါဗျ MC မိခွန်းထည့်ပေးထားရဲဆိုတာကမိခွန်းတစ်စုံတစ်လစ်ပါအပြင်ကမိလို့ပါ အချိန်မေခွန်းကိုတော့ MC ပဲထည့်ပေးထားပါတယ်ပြီးရင်2024 2025မှာပေးခဲ့တဲ့ Dialogue and အချိန်မေခွန်းအောင်တွေကိုလည်းထည့်ပေးထားပါတယ်ဆောက်ကစတလပိုင်းလောက်မှရမှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ personal Facebook account ရဲ့ Facebook page ရဲ့မှာအသေးစိတ်တင်ပြတင်ပြထားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်